်မင်္ဂလာပါရှင်ရန်ကုန်ကေတီချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။မော်ရွာမြို့နယ်နဲ့ကြောင်းမြို့နယ်ဆက်မှစီမီတပိတ်ပြုလုပ်နေပြည်သူတွေကိုစစ်တပ်ကစက်တက်လေဒီနဲ့ပုံကျက်တိုက်ခိုက်မှုတိုက်ခိုက်သေးဆုံးမှုများပြား စကိုင်းတိုင်းမော်ရမြို့နယ်နဲ့ချောင်းမြို့နယ်ဆက်မှာစီမီတပိတ်ပြုလုပ်နေတဲ့ပြည်သူတွေကိုဂျပန်စစ်တပ်ကစက်တလေဒီနဲ့ပုံကျတိုက်ခိုက်ခြင်းကြောင့်ပြည်သူတွေထိခိုက်မှုများပြားကြောင်းဒေသပြည်သူတွေကပြောဆိုတယ်။အော်တိုဘလော့ချာနေ့ည9:00နာရီကမှမော်ရမြို့နယ်နဲ့ချောင်းမြို့နယ်ဆက်မှာစီမီတပိတ်ပြုလုပ်နေတဲ့ပြည်သူတွေကိုနမခါမှတက်လာတဲ့ဂျပန်စစ်တပ်စက်တလေဒီကပုံကျတိုက်ခိုက်ခြင်းဖြစ်ပါတယ်။ထို့ပေါ်ကျတိုက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်ဒေဆုံးမှုများပြားပြီးအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရတယ်။ ထိခိုက်မှုများရဲ့ဆိုတာပဲတရားရည်အတွက်ကိုဒီမှာပြုံနိုင်သေးဘူးပြည်သူတွေလည်းတကွတပြားနဲ့ပြေးနေရတယ်ထိခိုက်သေးဆုံးမှုများနိုင်တယ်သတင်းပေးတလန်နေရှိလို့ပုံကျဲသွားတာလို့ဒေသပြည်သူကပြောပါတယ်ဆလဘီအုပ်ဖို့မြို့နယ်ရှိအိုးတဲကောင်စစ်တပ်ကိမှစစ်သားနဲ့ပြူစော်တီစကားမျက်ရည်ပြည့်မှအချင်းချင်းပြစ်ကတ်မှုဖြစ်ပွားပြီးတဲဥသိဆုံးဘကိုရိုင်းအုပ်ဖို့မြို့နယ်ရှိအိုးတဲကောင်ဂျပန်စစ်တပ်ကိမှစစ်သားနဲ့ပြူစော်တီစကားမျက်ရည်ပြည့်မှအချင်းချင်းပြစ်ကတ်မှုဖြစ်ပွားပြီးတဲဥသိဆုံးကကြောင့်ဒေသပြည်သူတွေကပြောရင်း မတူပါလာ၅နှစ်ညနေ၅နာရီခန့်မှာအုပ်ဖုံမြို့နယ်အုတ်တဲကုန်းစစ်တပ်ဂိတ်ကမှဆောင်းနေတဲ့စစ်သားနဲ့ပြူစော်တွေစကားများရန်ဖြစ်မှာပြန်လည်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရတယ်။ထိုပြစ်ခတ်မှုတွေပြူစော်တွေတုံနေရတဲ့ပွဲချင်းမိသိဆောင်ပြီးစစ်သားတအုပ်မှလည်းပြည်စည်းုံမှရေးပေါ်စစ်ကူတာမှုခံနေရကြောင်းသိရတယ်။အိုးတဲကောင်စစ်ကွေးကိတ်မှာမနေ့ကညနေ9နာရီလောက်မှာစစ်ကွေးနဲ့ပြူစော်တီရန်ဖြစ်စကားများပြီးအချင်းချင်းပြန်လည်ပြစ်ကတ်ကြတာပြူစော်တီတကောင်တော့ပွဲချင်းပြီးတည်ဆောင်တဲ့စစ်ကွေးတွေကပြည်စည်းရုံကိုတန်ရပြင်းထန်နေတဲ့ရေးပေါ်ပို့ဆောင်ထားလို့သိရပါဗျ မဆိုပါဦးတဲ့ကောင်စစ်တပ်ကိကလူငယ်တွေကိုပေါ်တာဆွဲဖန်စီခြင်းခီးသောပြည်သူတွေထံမှငွေကြေးအဆမတန်ကောက်ခံခြင်းတွေလုံးဆောင်နေပြီးရောရခုပြစ်ခတ်မှုကချင်းချင်းဝေစုခွဲရမှာဝင်မတဲ့ပဲခိုင်ရန်ဖြစ်ပွားနိုင်ခြင်းဖြစ်ကြောင်းဒေသပြည်သူတွေကပြောပါတယ်ဆလဘီနဒလင်းမြို့နယ်တောင်ညိုဆန်နယ်မကြီးပင်ရွာကိုစစ်တပ်ကဆက်တက်လေဒီနဲ့ပုံကျဲတိုက်ခိုက်ဂျိုးပင်ကောင်မှာစစ်တပ်ကကြေရတွေကိုစစ်ကြောထုံမီရှင်နေပြီးလူငယ်ရှိကိုဖမ်းဆီးထားပဲခူးလိုက်နဒလင်းမြို့နယ်တောင်ညိုဆန်နယ်မကြီးပင်ရွာကိုဂျပန်စစ်တပ်ကဆက်တက်လေဒီနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူတွေကပြောပါတယ် အော်ဒိုဝါလငိုင်းအနီမှာဂျပန်စစ်တပ်ကနက်တလင်းမြို့နယ်တောင်ညိုစဲနယ်မကြီးပင်ရွာတို့ကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲဆက်တက်လေတဲ့နဲ့ပုံကျတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဂျပန်စစ်တပ်ပုံကျတိုက်ခိုက်မှုတွေပြည်သူတွေထိခိုက်မှုမရှိတော့လဲစာအုပ်တွေပြန်စီခဲ့ကြောင်းလေကြောင်းတိုက်ခိုက်မှုတွေပေါက်ကွဲမှုမရှိတဲ့ပုံတွေကိုတော်လိုင်းတပ်ဖွဲ့တွေကရှင်းလင်းပေးခဲ့ကြောင်းသိရတယ်။တိုက်ပွဲဖြစ်ပွားခြင်းရှိပဲနဲ့ပုံကျဲသွားတာသူတို့ကျဲပုံတွေကပေါက်ကွဲမှုမရှိလို့ပြည်သူတွေထိခိုက်မှုမရှိခဲ့တာအဲဒီမပေါက်ကွဲတဲ့ပုံတွေကိုတော်လိုင်းရဲ့ပုံတွေကရှင်းလင်းပြုလုပ်သွားပါတယ်။ အလားတူဘကောတိုင်းချိုးပင်ကောင်းမြွနယ်မှာလည်းဂျက်ဖက်စစ်တပ်စစ်ကြောင်းကရေငန်ရွာကိုဝန်ရောက်စီးနေမိရှို့ပြီးလူငယ်ရှင်အုပ်ကိုလည်းဖမ်းဆီးထားကြောင်းဒေသပြည်သူတွေကပြောပါရယ်။အော်တိုဘားလ9ရက်နေ့ညနေပိုင်းမှာဂျက်ဖက်စစ်တပ်စစ်ကြောင်းကချိုးပင်ကောင်းမြွနယ်ရေငန်ရွာကိုဝန်ရောက်စီးနေပြီးနေတလုံးကိုမိရှို့ပြန်စီးခဲ့ကြောင်းထို့ပြင်စစ်တပ်ကလူငယ်ရှင်အုပ်ကိုဖမ်းဆီးထားကြောင်းသိရတယ်။ကျိုးပင်ကောင်းမြွနဲ့ရေငရွာကိုစစ်ကွေးတွေကဝင်ရောက်စီးနေမိရှို့ပြီးရွာထဲကလူငယ်ရှင်ကိုဖမ်းဆီးထားတယ်။စစ်ကွေးစစ်ကြောင်ကကျိုးပင်ကောင်းနဲ့အုပ်ဖို့ကြောင်ကရွာနေတဲ့ကိုစစ်ကြောင်းထုတ်မှချင်းနေရှယ်လို့ဒေသပြည်သူတယောက်ကပြောတယ်။ လက်ရှိချိန်မှာဂျပန်စစ်တပ်စစ်သားကကျိုးပင်ကောင်းမြို့နယ်နဲ့အုပ်ဖို့မြို့နယ်ဆက်မှရှိနေကြောင်းသိရတယ်။ဆလဘီဘာကန်နမမြင့်ကျအောင်ဆိုမှယမန်နေညာပိုင်းတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဖြစ်ခဲ့တဲ့လက်နက်ကြီးတိမှပြည်သူနယ်အုပ်ထိကတဲ့ရရှိကရွာလုံးစုတပ်ဖြစ်နေရကချင်ပြည်နယ်ဘာကန်မြို့နယ်နမမြင့်ကျအောင်ဆိုမှယမန်နေညာပိုင်းတိုက်ပွဲဖြစ်ပွားနေပြီးဂျပန်စစ်တပ်ဖြစ်ခဲ့တဲ့လက်နက်ကြီးတိမှပြည်သူနယ်အုပ်ထိကတဲ့ရရှိကရွာလုံးစုတပ်ဖြစ်နေရကြောင်းဒေသပြည်သူတွေကပြောပါရတယ်။ အော်တိုဘလာချာနေမနေ့ပိုင်းကစတင်ပြီးလက်ရှိညပိုင်းချိန်ထိဖောင်းကတ်မြုံနဲ့လုံခင်းကြရအောင်စုငင်းရတာကြရဘချန်ကနေနမြကြရအောင်စုမလန်းကြရဘက်ကိုစစ်ကြောင်းထုံးနေတဲ့ကျဘက်စစ်တပ်နဲ့ KI ဘူပေါ်တပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေကြောင်းသိရတယ်။ကျဘက်စစ်တပ်ကအင်အားတရဝင်းကျင်တဲ့ငင်းကျန်းတာကြရနဲ့မလန်းကြရဆက်ရှိစံတော်ဝင်ကော်မတီဝင်တွေမှတက်ဆွဲပြီးနမြကြရအောင်စုမလန်းကြရခိုင်လုံကုန်းဘက်ကနေကြောင်စင်းတောင်ဘက်ကိုစစ်ကြောင်းထုံးနေခြင်းဖြစ်တယ်။ တိုက်ပွဲတွေဂျပန်စစ်တပ်ပြစ်ခတ်တဲ့လက်နက်ကြီးကြီးကမလန်းကျရာခိုင်လုံကုန်းကိုကြားပောက်ွက်ခဲ့ရကြောင်းပြည်သူနယ်ဦးထိခိုက်ဒဏ်ရာရှိကစေကုသမှုခံရနေရပြီးမလန်းကျရာခိုင်လုံကုန်းနဲ့ကြောက်စင်းတောင်မှာပြည်သူတွေဘေးလွတ်အထွက်ပြေးနေရတယ်။ အော်တိုဘလော့တော်နေကလည်းဖားကတ်မြက်နယ်လုံးကင်ရဂရီမော့ဂရီစီလက်ဖိတ်ဆိုင်ဤကိုဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲဒရုန်းနဲ့ပေါ်ကျတိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူတအုပ်ကောက်မှဗုံးစားတီမန်ကတေဆုံးခဲ့ကြောင်းဖားကတ်မြက်ကိုဂျပန်စစ်တပ်စစ်တောင်းနဲ့ရောက်ရှိလာခြင်းကစပြီးပြည်သူ80ကျော်တပ်ဖြတ်ခံရပြီးတောအနီးပါတန်ရရှိကဖားကတ်နောက်ကျန်ရှိ95မှာပြည်သူတောင်းချီပြီးစစ်ဘေးရှောင်နေရကြောင်းသိရပါဗျ။ ဆက်လက်ပြီးမြေမြို့နယ်တုံးပြောကြည်ရရှိစစ်တပ်ကိစ္စကံကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်က၃သေဆုံးတနင်္သာရီတိုင်းမြေမြို့နယ်တုံးပြောကြည်ကြရရှိဂျပန်စစ်တပ်ကိစ္စကံကိုဝင်ရောက်တိုက်ခိုက်မှာစစ်တပ်ဘက်က၃သေဆုံးကြောင်းမြေမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တာဝန်ရှိသူကပြောရယ်စတေမလာ၂၉ရက်နေ့မှာမြေမြို့နယ်တုံးပြောကြည်ရရှိ၁၀၀ဦးကနေတက်ဆွဲထားဂျပန်စစ်တပ်ကိစ္စကံကို တော်လိုင်းတပ်ဖွဲ့တွေကဝေရောက်တိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွေဂျပန်စစ်တပ်ကသုံးဦးသေဆုံးတာတော်လိုင်းရဲဘော်တွေအထိကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။အလားတူဇွန်လ24ရက်နေ့ကလည်းမြေမျိုးဘက်ကနေအင်အားပြည့်တင်ဆောင်လာစစ်ရင်တန်းကိုမြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ဘူကင်းတပ်ဖွဲ့နဲ့တနင်္သာရီဘက်ကပါစုံသောပူပေါင်းတပ်ဖွဲ့ကတနင်္သာရီမြို့နယ်ရန်ဖွဲ့ရွာနီးမှာမိုင်းဆွဲပြီးလက်နက်ငယ်နဲ့ပစ်ကတ်တိုက်ခိုက်ရာပြန်လည်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဆလဘီအလိုင်းကော်တီမော့ဆိုဘရူဇိုနဲ့ဖဲကုံမြို့နယ်မှာတိုက်ပွဲနေစဉ်ဖြစ်ပွားနေပြီးစစ်တပ်ဘက်ကအရာရှိအပောင်းဝင်တေဆုံးသူများပြား စစ်သားတုံးလက်နက်ခဲများနဲ့တူလင်ဝင်ကင်းနေပြင်းနဲ့လိုင်းကော်ဒီမော့ဆိုပရိုဆိုမြို့နယ်မှာနေစဉ်ဒီမှာတိုက်ပွဲဖြစ်နေပြီးစစ်တပ်ကရန်ရှိပောင်ဝင်စစ်သားများပြားသေးဆုံးကစစ်တပ်စစ်ကြောင်းတွေမှာစစ်သားတုံးလက်နက်ခဲနဲ့တူလင်ဝင်ခဲ့ကြောင်းကရန်တရဘုံသတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်တယ်ရွှေမလာ၂၈ရက်နေ့မှာလိုင်ကွန်မြို့နယ်ရှိဘတ်ကျန်လိုင်းလင်းလေးဒေသရှိလင်းဖုံကြီးကျွာဘက်ကိုစစ်ကောင်စီဘက်ကစစ်ကြောင်းထုတ်လိုက်ကင်းနီတော်လေးပူပေါက်တပ်တွေနဲ့တောရနီပါကြတိတိတိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးယနေ့ထိတိုက်ပွဲတွေကြိုကြားဆက်ရပြီးတော့ဖြစ်ပွားနေကြောင်းသိရတယ်။ ဒီမော့ဆိုပရိုဆိုလမ်းမကြီးတခြားမှာစစ်ကောင်စီတပ်နဲ့ကင်းဒီတော်လိုက်တတွေ့ကြနေ့စဉ်ဒီပါတိုက်ပွဲဖြစ်နေပြီးစစ်ကောင်စီတပ်ကအရာရှိယူဆသူချို့တေဆုံကစစ်ကားတစ်စီးကိုလည်းဖျက်ဆီးနိုင်ခဲ့ကြောင်းသိရတယ်။ KNI ရှမ်းတောင်နယ်ဇက်ဖက်ကုံမျိုးနယ်တောင်စလုံးကျေးရွာဘက်မှာလည်းစစ်ကောင်စီနဲ့ PNU တို့ပူးပေါင်းပြီးတပ်ဖြန့်ထားပြီးအနီးဝန်းကျင်ရှိကြရတဲ့ကိုလက်နက်ကျင်းနဲ့ပစ်ခတ်ပြီးထိခိုက်မှုတွေရှိခဲ့ကြောင်းမုတ်ပြမြို့မှာတဆွဲတဲ့စစ်ကောင်စီတပ်တွေမှစက်တော်ရလွယ်ရင်းစားရကြရဘက်ကိုရန်ပန်ရဲကစစ်ကြောင်းတွေထွက်ပြီးလှုံ့ရှားမှုတွေရှိတဲ့ဖြင့်ဂျိုကြားထိတွေ့မှုတွေဖြစ်ပေါ်လျက်ရှိကြောင်းသိရတယ်။ စတေမလုံး28ရက်နေ့ကလည်းလိုင်ကော်ရှိပတ်ချန်ရှိကြရတရားကိုစစ်ကောင်စီကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရအသက်50ရွယ်အရက်သားမျိုးသားတို့ထိခိုက်ဒဏ်ရာရှိခဲ့တယ်။ယခုတစ်ပတ်တွင်ဂျပန်စစ်ကောင်စီစစ်သားတွေမှစစ်ကောင်စီတပ်သား၃ကင်နီတွန်လိုက်တပ်ဖွဲ့တန်းကိုလက်နက်ကြီးများနဲ့တိုက်ပတ်ပြောင်းကုလုံလာခဲ့တယ်။ဒီမော့ဆိုဘရူဇိုနယ်လိုင်ကော်မြို့နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေရကြောင်းပြည်သူတွေအနေနဲ့လက်နက်ကြီးဒရုန်းနဲ့လေကြောင်းတိုက်ခိုက်မှုအနေအထားကိုသတိရှိကြရတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဒေသတွေကိုမလိုအပ်ပါခီးသွားလာခြင်းမပြုလို့ဆိုင်ကျန်တဲ့ဘိုးကထူတိုက်တွန်းထားပါတယ်။ နားဆင်အားပေးကြတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါရရှင်